ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့အခု Bayern Munich အသင်းရဲ့တောင်ပိုင်းကစားသမား Michael Olise ကို ဥရောပထိပ်တန်းကလပ်သင်း၃သင်းချိုးပန်းလျက်ရှိကြောင်း Sky Germany ကပေါ်ပြထားတယ်အသက်23နှစ်အရွယ်ရှိတဲ့ Bayern အသင်းရဲ့ပြင်သစ်တောင်ပိုင်းကစားသမားကိုလီဗာပူးအသင်းကခေါ်ဖို့ဆန္ဒရှိနေတယ် Manchester City ကခေါ်ဖို့ကြိုးပမ်းနေပြီးတော့ ရယ်မက်ဒရစ်အသင်းကလည်းသူ့ကိုစိတ်ဝင်စားလေးရှိကြောင်းဖော်ပြထားတယ်။ဘိုင်မြူနစ်ကသူတို့ရဲ့တောင်ပင်ကစားမကိုရောက်ဖို့ဆန္ဒမရှိပေမဲ့တကယ်လို့ crazy ပြောင်းရွှေ့ကြီးတွေကတန်120 150လောက်ဖြစ်ရင်တော့ လက်ခံစင်စားတော်ပွဲရှိကြောင်းဖော်ပြထားပါတယ်။ Inter Miami အသင်းကအခု Neymar Jr. ကိုခေါ်ယူမှုကိုအရှိန်ဟုန်မြင့်ကြိုးပမ်းလျက်ရှိကြောင်း ESPN ကဖော်ပြထားတယ်။ Inter Miami ကသူတို့ရဲ့တိုက်စစ်ပိုင်းမှာ Leo Messi, Luis Suarez နဲ့ Neymar တို့၃ယောက်အတွဲကိုပြန်လည်ပြီးတော့ခေါ်ယူနိုင်ဖို့အတွက်ကြိုးပမ်းလျက်ရှိတယ်။ဒီနေရာမှာ Inter Miami က Jordi Alba နဲ့ Sergio Busquets ထွက်သွားတဲ့နေရာမှာအစားထိုးဖို့လည်းရည်ရွယ်ထားပြီးတော့ ရေဂီလောင်းကိုအစားထိုးပေမဲ့ကွင်းလင်ကစားမတယောက်အပြင်ခန်းစစ်ပိုင်းကလေဒီနစ်နိုယာဒီရဲ့အဓိကပြစ်မှတ်ဖြစ်တယ်လို့ဆိုပါတယ်ဘရီရှာတော့မန်အသင်းကသူတို့ရဲ့ကစားမဆာဟူဂီရာဆေးကိုရော်ဂျီစာချုပ်ရရင်ထွက်ခွာခွင့်ပေးပွဲရှိကြောင်းဆိုထားတယ်အခုလောလောဆယ်မှာဘရီရှာတော့မန်အသင်းရဲ့ဂီနီတိုက်စစ်မှုရဲ့ရော်ဂျီစာချုပ်ကယူရို65တန်းနဲ့85တန်းကြားရှိတယ်အဲ့ဒါက2026မှာအကျုံးဝင်မှဖြစ်ပြီးတော့ ဘာဆိုနာအသင်းကအိုက်ယိုဂျီစာချုပ်ကိုစိတ်ဝင်စားလေးရှိပြီးတော့အစားထိုးမဲ့တိုက်စစ်မှုတယောက်အနေနဲ့ခေါ်ယူဖို့ရှိကြောင်းဆိုပါတယ်ဘာဆိုနာအသင်းရဲ့တိုက်စစ်မှု Robert Lewandowski ကိုကလပ်ဘက်ကတတန်းထပ်တိုးမှာမှုန့်ကြောင်းဖော်ပြထားတယ်2026ခုနှစ်မှာ Lewandowski ကစာချုပ်တတန်းကုန်မှာဖြစ်တဲ့အတွက်ဘာဆိုနာကအသက်38နှစ်ထဲရောက်တော့မဲ့သူ့ရဲ့ပိုလန်တိုက်စစ်မှုကို နွေရာသီမှာအလွတ်နဲ့ထွက်ခွာခွင့်ပေးမှာဖြစ်ပြီးသူကတော့ဥရောပမှာစက်နေခြင်းနဲ့ဆန္ဒကြောင့်ဆိုရီကိုပြောင်းရွှေ့အောင်မှာမဟုတ်ဘူးလို့ဆိုပါတယ်တစ်ဖက်မှာတော့ Man United အသင်းနဲ့ Barcelona ကြား Marcus Rashford အပြောင်းရွှေ့ကိစ္စစကားပြောနေစေဖြစ်ပေမဲ့နွေရာသီမှာပဲဒီအပြောင်းရွှေ့ကိစ္စအပြီးသတ်နိုင်ပွဲရှိတယ် Barcelona က United ရှိကနေ ပေါင်တန်း၄၀အောက်တက်တာနိုင်မဲ့ပြောင်းရွှေ့ခြင်းမျိုးနဲ့ဆန္ဒရှိနေပြီးတော့ Man United ကပြောင်းရွှေ့ခြင်းအပြေအဝါလိုချင်နေတဲ့အတွက်နွေရာသီမှာဆက်ပြီးဆွေးနွေးရဖို့ရှိတယ်။ Real Madrid အသင်းက Vinicius Jr. ကို Euro တန်း250ပြောင်းရွှေ့ခြင်းတတ်မှတ်လိုက်ပါတယ်။စာချုပ်သစ်ကိစ္စအဆင်မပြေသေးဖြစ်နေတဲ့ Vinicius Jr. ကို Real Madrid ကတကယ်လို့တတ်တမ်းမတိုးခဲ့ရင် သူ့ကို ယူရို150နဲ့ဆိုဒီအာရေဗျာကိုရောင်းသွားဖို့ဆန္ဒရှိကြောင်းဆိုတဲ့မတွေ့ရဲ့ကမ်ကအခုလက်ရှိမှာအယ်လင်ဟာလန်ကိုတော်တော်လေးသဘောကျလျက်ရှိပြီးတော့ဟာလန်ရဲ့အခြေအနေကိုလေ့လာလျက်ရှိတယ်အသက်25နှစ်ပဲရှိတဲ့နော်ဝေးတိုက်စစ်မှုကိုရယ်မတွေ့ဘက်ကတော့ဖီနီရှာသာထွက်ရင်ဒီနေရာဟာသူ့အတွက်ဖြစ်လာနိုင်ခြင်းရှိတယ်လို့ဖော်ပြထားပြီးတော့သူတို့ကအစားထိုးခြင်းတယ်လို့ဆိုတဲ့မတွေ့ကအခုကိုမိုရဲ့အာဂျင်တီးနားကွင်းလေကစားမနီကိုဘတ်ကိုလည်းပြန်လည်စဉ်းစားလျက်ရှိတယ်တကယ်လို့ရယ်မတွေ့အသင်းက အတက်ခိမီဖီပလေယာတယောက်ခေါ်ယူနိုင်ခြင်းမရှိရင်လာမယ့်နွေရာသီမှာနီကိုဘတ်ကိုကိုမိုကနေဘိုက်ဘက် option ဆယ်သန်းနဲ့ခေါ်ဖို့အလွန်ဆိုကစဉ်းစားထားတယ်လို့ဆိုပါတယ် AC Milan အသင်းရဲ့ပြည်သစ်လူရေးစင်ကိုသမားမိုက်မန်ညိုက AC Milan နဲ့ကိုမိုတို့ပွဲကို Australia မှာတွားကစားတဲ့ပုံတော်တော်လေးစိတ်ပျက်လေးရှိတယ်အထူးသဖြင့်မိုက်မန်ညိုက CDA ပွဲတွေကိုအင်ကွင်းဖို့ပဲနဲ့ဘာကြောင့် တခြားတနေရာမှာသွားကစားရလေပေါ့လေပြီးခဲ့တဲ့ရပိုင်းကဖရန်ကီတီယောင်းကလည်းဘာဆိုနာပွဲအကြောင်းပြောတယ်အဒရီယန်ရာဗီယော့စ်ကလည်းပြောခဲ့ပြီးအချိန်မှာမိုက်ပန်ညိုကလည်းဘာကြောင့်အော်စတြေးလျမှာသွားကစားလဲဆိုတာကတော်တော်ကိုလက်မခံစရာကောင်းတယ်လို့ဆိုပါတယ်တစ်ချိန်ထဲမှာပဲဘရစ်ရှ်တော့မန်ကသူတို့ဂီရာဆေးကိုဆုံးရှုံးရင်သူတို့လည်းအစားထိုးမဲ့သူတွေရောစဉ်းစားထားတယ်ပြီးခဲ့တဲ့တစ်နှစ်ကတနေ့ကျော်တုန်းကစတူကက်က12တန်းနဲ့ရတဲ့ဂီရာဆေးကိုသူတို့ကထိုက်တဲ့ပြောင်းရွှေ့ကြီးအနည်းဆုံး60အထက်ရရင် ဂျာမန်အခြားတိုက်စစ်မှုတယောက်ကိုသူတို့ရှာဖွေပြီးတော့အစားထိုးပြီးရောင်းဖို့အသင့်ရှိကြောင်းဆိုထားပါတယ်လီဗာပူးအသင်းကအခုလက်ရှိမှာနီကိုရှော့တဘက်ကိုတောက်လျှောက်လေ့လာနေရှိတယ်နီကိုရှော့တဘက်ကဘရစ်ရှ်ဒေါ်မန်ရဲ့ဂျာမနီတောက်ခံကစားမှဖြစ်တယ်စာချုပ်ကတနည်းကြံသေးတယ်တက်တန်းတိုးဖို့မတိကြတဲ့အတွက်ကြောင့်ဒေါ်မန်ကတော့ လာစာတူတင်းကောင်းဆောင်ယာထူးနဲ့ offer ပေးထားပေမဲ့ Liverpool ကတကယ်လို့ခနာတေးတာတတ်တတ်မတိုးရင်ဒီနေရာမှာသူနဲ့အစားထိုးဖို့ဆန္ဒရှိကြောင်းဆိုပါတယ် Liverpool အနေနဲ့ Edward Camavinga ရဲ့အခြေအနေကိုလည်းတောက်လျှောက်လေ့လာနေဆဲဖြစ်တယ် Real Madrid အသင်းရဲ့ပြည်သစ်ကွင်းလေကစားမလီက Javi Alonso အသင်းမှာနေရာပျောက်ဆုံးနေရှိလို့သူကိုယ်တိုင်ဒဏ်ရာပြဿနာတွေကြောင်းယုံကန်နေရတဲ့အတွက် Arnislo က ကာမဗင်ဂါကိုယူရိုသား80လောက်ရရင်ဖြင့်အစားထိုးခေါ်ယူဖို့စိတ်ဝင်စားလည်းရှိကြောင်းဆိုပါတယ်ဂလာဆာရီအသင်းကလည်းအသက်33နှစ်အရွယ်ရှိတဲ့လီဗာပူးစူပါစတာမိုဟမက်ဆာလက်စ်ရဲ့အခြေအနေကိုလေ့လာလည်းရှိတယ်ဂလာဆာရီကလာမယ့်နွေရာသီမှာ33နှစ်အရွယ်ရှိတဲ့ဆာလတ်စ်နဲ့အာလာဆင်တို့နှစ်ယောက်စလုံးကိုခေါ်ဖို့ကြိုးပမ်းနေပြီးတော့ဒီသားမတွေကိုသူတို့ဘက်ကစောင့်ကြည့်နေကြောင်းဖော်ပြထားပါတယ် Man United အသင်းရဲ့ share ပိုင်ရှင်တွေဖြစ်တဲ့ Sachin Redcliffe ကတော့ United မှာ share ဆက်ရှိဖို့ဆန္ဒရှိပေမဲ့ ပိုင်ရှင်တွေဖြစ်တဲ့ဂလေးစားမိသားစုက2029မတိုင်ခင်မှာအသင်းကို ရောင်းချဖို့ဆန္ဒရှိနေတယ် ထို့ပြင်ဂလီဇာကတကယ်လို့ဆော်ဒီကပဲဖြစ်ဖြစ်ကာတာကပဲဖြစ်ဖြစ်ဖင်လန်နဲ့အမေရိကန်လုပ်ငန်းစုတွေကဝေယူခဲ့ရင်သူတို့လိုချင်တဲ့စံချိန်တွေအမျက်မျိုးရရင်2029မှာရောင်းထုတ်ပွဲရှိကြောင်းဆိုထားတယ်တခါဖင်လန်ရဲ့ဘီလီယံနာတယောက်ဖြစ်တဲ့ဘစ်ဆန်ဆန်ဖြစ်တဲ့သောမတ်ဇီလာရီယာကတ်ဆိုတဲ့တယောက်ကတော့ United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူတို့တောက်လျှောက်လေ့လာနေစေဟိုတော့က United ကိုပထမအချိန်စာချင်းကရှယ်ယာမွေးခင်မှာသူကြိုးပမ်းခဲ့သူတွေပါဝင်ခဲ့ပြီး ဒီဒီချိန်မှာထပ်ပြီးတော့အခုရေးရှိရင်စိတ်ဝင်စားကြောင်းဆိုထားပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကအခု သူတို့အသင်းရဲ့ကွင်းလှည့်ပိုင်းအတွက်အစားထိုးမဲ့သူတွေကိုရှာဖွေရင်း Bruno Fernandes ကိုရောင်းထုတ်ဖို့စဉ်းစားနေပြီဖြစ်တယ် Bruno Fernandes ကိုလာမယ့်နွေရာသီမှာ Euro တန်100လောက်ရရင်ရောင်းချသွားဖို့ရှိတယ်2026နွေရာသီမှာ Fernandes ကိုရောင်းထုတ်ပြီးအစားထိုးကစားမနဲ့အသက်ကောင်းတော့မှာသူတို့ဘက်ကကြီးများများနဲ့ရောင်းဖို့ဆန္ဒရှိပြီးတော့ Shodi ကိုရောင်းဖို့ပြင်ဆင်နေတာပါ Arsenal တင်းရဲ့တိုက်စစ်မှု Kai Havertz နဲ့နောက်ခံလူ Piero Hinkepi တို့နှစ်ယောက်စလုံးလေ့ကျင့်ခန်းပြန်ဆင်းပြီးတော့ဒီ international National Break ပြီးပြန်လာတော့မှာပါဒါမှမဟုတ်နှစ်ယောက်စလုံးကာလာရှိကြဒဏ်ရာရနေတာဖြစ်တယ် Harvard ကယာတီစာ Man United နဲ့ပွဲပရိကဒဏ်ရာရနေပြီး Piero Hinkepi က Athletic Club နဲ့ပွဲပြီးမှဒဏ်ရာရှိခဲ့တာဖြစ်တယ် အာစနယ်ရဲ့အရင်လူငယ်ကစားမဟောင်းတယောက်ဖြစ်ခဲ့တဲ့အခုဂျက်ဝယ်ရှာယာကအခုလက်ရှိမှာလူတန်တောင်းအသင်းရဲ့နီးပြတဲ့ဖြစ်လာမှာပါပရီးမီးယားလိဂ်ကနေချန်ပီယံရှစ်ချန်ပီယံရှစ်ကနေလီဝမ်ကိုရောက်သွားတဲ့လူတန်တောင်းအသင်းကိုဝယ်ရှာယာကတွားရောက်ကင်တွယ်တော့မှာဖြစ်တယ်မီကဲအာတီတာကတော့ဒီနေ့ရာသီမှာကလပ်ပိုင်ရှင်တွေကသူတို့အသင်းတွက်လုံလောက်စွာဖြည့်တင်းပေးထားတဲ့ကစားမအင်အားပေါ်ကျင်းထားပြီးတော့အသင်းဟာအောင်မြင်မှုအတွက် ပိုင်ရှင်တွေကအစွမ်းကုန်လိုက်ရောလျက်ရှိကြောင်းနဲ့ဒီဟာကိုသူတို့အနေနဲ့အောင်မြင်မှုတွေအဖြစ်ပြောင်းလဲရဖို့လိုအပ်ကြောင်းဆိုပါတယ်။ Chelsea တင်းကအန်ဆိုဖနန်ဒက်စ်ကိုရောင်းချသွားနိုင်မဲ့အခြေအနေမျိုးတွေကိုစဉ်းစားလျက်ရှိတယ်။ Benfica ကနေပေါင်106တန်းနဲ့ခေါ်ယူခဲ့တဲ့အန်ဆိုကို Chelsea က ပေါင်တန်း120လောက်ထိသာရရင်ရီမဒရစ်အသင်းကိုရောင်းချဖို့ဆန္ဒရှိကြောင်းနဲ့မဒရစ်ကအန်ဇိုဖနန်ဒက်စ်ကိုစိတ်ဝင်စားနေတာဖြစ်တယ်။ချက်စီပိုင်ရှင်တွေနဲ့ဒီပြဖြစ်သူတို့ကလက်ရှိဂိုးသမားရောဘတ်ဆန်ချက်ပေါ်ယုံကြည်မှုအပြည့်အဝရှိကြောင်းဖော်ပြထားပါတယ်။ဆန်ချက်ကနွေရာသီမှာလမ်းခွဲသွားနိုင်တဲ့ခြေစီပြီးတော့မှချက်စီမှာဆက်ရှိနေလို့ဖြစ်သူလာမယ့်နွေရာသီမှာလည်းအသင်းမှာရှိဖို့မသေးကြပါပဲ။ကလပ်တင်းကသူ့ဘော်ကိုယုံကြည်မှုအပြည့်အဝရှိနေဆဲဖြစ်ပြီး ်နွေရာသီမှာသူ့ရဲ့ဆွမ်းဆောင်ရည်ကိုကြည်ပြီးဂိုးသမားအသက်တောင်မဝယ်ဖို့သူတို့ဘက်ကစဉ်းစားလျက်ရှိကြောင်းဆိုပါတယ်ချက်စီတင်ကအခုခိုးပါမာကိုဒဏ်ရာပြသနာကြောင်းနိုဝင်ဘာထိဆုံးရှုံးမှာဖြစ်လို့လီယွန်ဒီလက်ရဲ့ဒဏ်ရာပြသနာတွေကလည်းတောင်းလျှောက်ရှိပြီးဒီဇင်ဘာထိနားရမှာဖြစ်တယ်ရာသီစတွေကခေါ်ထားတဲ့ဒါရီယိုအဆူကိုလည်း injury ဖြစ်နေပြီးတော့ဒဏ်ရာပြသနာတွေကကလပ်ဝေါကန်နဲ့အများကြီး effective ဖြစ်ကြောင်းအသင်းရဲ့နီးပြအန်ဆိုမာရစကာကဝန်ခံခဲ့ပါတယ်ထော့တနာဟော့စပါအသင်းကအခု Manchester United တဲ့အသင်းစိတ်ဝင်စားခဲ့ဘူးတဲ့ Sporting Lisbon ရဲ့ဒန်မတ်ကွင်းလေကစားမှာ Modern Hoyman ကို ချင်းကပ်လျက်ရှိတယ်ဒီစားမကို Thomas Frank ကသဘောကျပြီးခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုထားပြီးတော့ Sporting က Sporting ရဲ့အသင်းကောင်းဆောင်ကို Ibsumania အစားထိုးဖို့ရည်ရွယ်ထားတာဖြစ်တယ် Tottenham ကတော့လာမယ့် January ထိကို Dejan Kolosowski ပြန်မလာနိုင်သေးတဲ့အကြောင်း confirm လုပ်ထားတယ်အခုလောလောဆယ်မှာ ခလိုဆော့စကီကပြီးခဲ့တဲ့နွေရာသီတုံးတဲကရတဲ့ဒဏ်ရာကြောင့်ကာလာရှည်ချာနားနေပြီးစပါကသူ့ကိုအချိန်တော်ကြာစောင့်ရအောင်မှဖြစ်ကြောင်းဆိုထားပါတယ်။ အလီဟာလန်ကအခု international ပွဲစဉ်တွေမှာပဲပွဲ90အောက်မှာပဲတွင်းကူ90ပြည့်တဲ့ကစားမဆင်းဝင်လာခဲ့တယ်ဟာလန်က46ပွဲမှာတွင်းကူ90ကျော်တွင်းထားတာဖြစ်ပြီးတော့ဒီလိုမျိုးတမိုင်းမှာအရင်က၄ယောက်ပဲရှိတယ်အရာကတော့ Paul Nielsen က46ပွဲမှာတွင်ကုန်90ဒိမ့်မဲ့ကစားမှဖြစ်တယ်။အရင် Bayern Munich နဲ့ Germany ကန်တော်ဝင်ကစားမဟောင်းကြီး Gemmuller က42ပွဲမှာတွင်ကုန်90နဲ့ Puskas က Hungary တို့က42ပွဲမှာတွင်ကုန်90 ကော့စစ်ဆိုတဲ့ဟန်ဂေရီတိုက်စစ်မှုကလည်း50ပွဲမှာ90တွင်းပြီးဟာလန်လည်းတွင်းကို90ကျော်ကိုလေဝေးစင်ပွဲ90အောက်မှာပဲတွင်းနိုင်ခဲ့တာပါမန်ချက်စတာစီးတီးအသင်းကအခုလက်ရှိမှာဘိုင်မြူးနစ်ရဲ့ကွင်းလယ်ကစားမဖာဗယ်လိုဗစ်ကိုချင်းကပ်လေရှိတယ်အသက်21နှစ်အရွယ်ရှိတဲ့ဒီဂျာမန်ကစားသမားလေးကိုဖက်ကွာဒီယိုလာကသဘောကျပြီးတော့ reality မှာခေါ်ယူနိုင်မဲ့ option တစ်ခုဖြစ်ထဲသွင်းစဉ်းစားထားတယ်လို့ဆိုပါတယ်။ Mercedes တင်းရဲ့ကစားမတွေဖြစ်ကြတဲ့ Ryan Agnori ရဲ့ Omar Mamush ရဲ့တစ်ဖက်က Cosano နဲ့တစ်ဖက်က Rudri အပါဝင် Ryan Chaki တို့အားလုံးဟာ International Break B မှာ City အသင်းကနေ ပြန်လာပြီးတော့ City 2ကစားပေးနိုင်မှာဖြစ်ကြောင်းဆိုပါတယ်။ Bayern Munich ကကာလာရှေချာတက်တန်းထတ်တိုးနိုင်တော့မယ်။ဥပမခါနိုကို Liverpool ကမျောလင့်နေစေဖြစ်တယ်။ Bayern က German Media ရဲ့ဖော်ပြချက်အရ90ရာခိုင်နှုန်းကဥပမခါနိုတက်တန်းထတ်တိုးနိုင်မယ်လို့ယုံကြည်နေတဲ့အချိန် Liverpool ကလည်း Diogo ဥပမခါနိုကိုခနာတိနေရာအတွက်စိတ်ဝင်စားပြီးစောင့်ကြည့်နေစေဖြစ်တယ်။ Newcastle United အသင်းကအခုလက်ရှိမှာ Northern Forest ကကွင်းလယ်ကစားမှာ Elliot Anderson ကိုပြန်ခေါ်ဖို့စံနာရှိနေတယ်။ဒီစားမှာ ါကိုလွန်ခဲ့တဲ့တနေ့ကျော်ကညူကာဆယ်ကပေါင်35တန်းနဲ့ရောင်းချခဲ့တာဖြစ်ပြီးအခုချိန်မှာကလပ်ဘက်ကသူ့ကိုဖြန်ခေါ်ဖို့ဆန္ဒရှိကြောင်းဆိုပါတယ်။ Northern Forest ရဲ့ပိုင်ရှင်ဖြစ်သူကလည်း Anch Postecoglou ကိုယာလူကထုတ်ပြီးသူ့နေရာမှာအစားထိုးမဲ့သူတွေကိုတောက်လျှောက်ရထားတဲ့တချို့ report တွေမှာ Shawn Dyke ကိုခတ်မယ်ဆိုတဲ့သတင်းတွေတချို့ report တွေမှာ Rafael Benitez နဲ့တခြားနှိပြတွေကိုစဉ်းစားပြီးတော့ Anch နဲ့လမ်းခွဲသွားဖွယ်ရှိကြောင်းဆိုပါတယ်။ ်အန်တွန်စမန်ညိုကိုဘုံမောက်ကဆောင်းရတီမှာရောင်းဖို့ထက်နွေရတီမှာပဲရောင်းချဖို့ဆန္ဒရှိကြောင်းဆိုပါတယ်စမန်ညိုအတွက်ဘုံမောက်ကပြောင်းရွှေ့ချီအနည်းဆုံးတန်း80နဲ့80ကြာရရင်လက်ခံစင်စားသွားဖို့ရှိကြောင်းဖော်ပြထားတာပါဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာသင်ပါအလိုချင်းတမလေး